တတဝါတွေဘဝတစ်ခုရလာတဲ့အခါမှာအိုခြင်းတေခြင်းဆိုတဲ့သဘောတရားကိုကြုံကြရမှာပဲ။အိုလာတေလာတဲ့အခါကျတော့ဘာတွေဖြစ်လာမလဲ။ခန္ဓာကိုယ်လေးလံထိုင်မှန်၍စိတ်တော်တိုင်းကိုမပါတော့တဲ့အနေထားခလေးပြန်ဖြစ်ပြီးတော့သူတစ်ပါးကြီးစောင့်ရှောက်မှုရှိမှယက်တီလို့ရတဲ့အနေထားမျိုးဖြစ်သွားတာ။ အမြဲတမ်းမဆင်းရဲသောသဘောတရားပဲဒါကြောင့်လည်းပဲဒုက္ခသစ္စာတည်းမှာပူခြင်းသဘောတရားသည်ဆင်းရဲခြင်းတရားအမှန်ဖြစ်ပေသည်လို့ဟောထားခြင်းဖြစ်တယ်မအိုခင်ကာလမှာတော့လူတွေကတရားမင်းနေကြမှာပဲမအိုသေးတဲ့အတွက်ကြောင့်လည်းပဲမန်တက်နေမှာပဲပူခြင်းဆိုတဲ့သဘောတရားကမလွဲမသွေတနေ့ကြုံကိုကြုံရမှာ ဲ့ဒီလိုကြုံလာရမယ်အိုခြင်းကိုကြောက်မယ်ဆိုရင်တော့ကြောက်เสียရတော့ကောင်းတယ်စိုးရင်မယ်ဆိုရင်လည်းစိုးရင်เสียရတော့ကောင်းတယ်ဒါကြောင့်မလို့လည်းပဲသူတော်ကောင်းကြီးတွေကခဏခဏအိုနေရတာတွေကိုမအိုခြင်းတော့ဘူးခဏခဏသေနေရတာတွေကိုမသေခြင်းတော့ဘူးတရားရအောင်ရှာသွားကြတော့တာပေါ့တရားမေ့နေတဲ့အခါကျတော့ ဘနခာအိုအိုဘနခာတေတေအမှတ်မရ အမှတ်မရှိဒီဘဝမှာအမှားကျူးလွန်တဲ့သူတွေလိုပဲတခါမှားပြီလို့နောက်တခါသင်္ကန်းစာယူမလားဆိုတော့မယူပြန်ဘူးတခါမှားပြီ နောက်တခါမှားပြန်ရောနောက်တခါမှားပြီနောက်တစ်ခါထပ်ပြီးတော့မှားပြန်ရောအဝိဇ္ဇာဆိုတဲ့သဘောတရားအင်မတန်ကြောက်စရာကောင်းတာဘူး မတိချင်းသဘောတရားလွန်မိုးထားတဲ့အချင်းကြတော့လောကကြီးကတရားပြနေပေမဲ့လည်းအဲ့ဒီတရားကိုမမြင်နိုင်ဘူး။အိုမှုနာမှုသိမှုကိုကိုယ်မျက်စိရှိမှကိုငယ်ဘဝတည်းကိုကမြင်တွေ့နေရတာ။အမိဝံတွင်က ကျွတ်ခါစားလေးတွေလည်းသိသွားတာကို တွေ့နေကြတာပဲ။ဒါပေမဲ့တံဝေကရသလားဆိုတော့တံဝေကမရပါဘူး။ ကလေးသာသာပြေလွှာစော်ကစားနေတဲ့အရွယ်လေးတွေတည်သွားတာကို တွေ့ဘူးတယ်။ဒါပေမဲ့လည်းတံဝေကရသလားဆိုတော့တံဝေကမရဘူး။ကိုယ့်ရဲ့အမျိုး အဆွေတွေထဲမှာတည်သွားတော့လေတည်တုံးတော့ငိုကြတာပဲရှိတယ်။အဲ့ဒီလူတယောက်တည်သွားပြီးတဲ့နောက်မှာ တရားရသလားလို့မေးပြန်တော့လေမရပြန်ဘူး။ကြံခဲ့တဲ့သူကကြံခဲ့တဲ့အလျောက် ထပ်ပြီးတော့မိုက်နေတာပဲတွေ့ရတယ်။မိုက်တယ်ဆိုတဲ့နေရာမှာဒုတိယတားတစ်ပြည့်နဲ့ရန်ထောင်နေလို့မိုက်တာကို ပြောတာမဟုတ်ဘူး။မမြဲတဲ့သဘာဝတွေကိုမြဲတယ်မှတ်ပြီးတော့ဆုတ်ကင်ထားတော့ตาရနေတုံဖြစ်နေတာကို မိုက်တယ်လို့ခေါ်တာ။တကယ်တော့လူ့ဘဝချင်းတစ်ခုကိုရထားတယ်ဆိုတာဟာဒုက္ခအဆူကြီးကိုရထားတာတတ်တတ်ပဲ။ ဘုနာသိမှုဆိုတဲ့သဘောတရားနဲ့ယင်မဆိုင်ရခင်မာတော်မှာတတဝါတွေနေစဉ်ကြောဖြတ်ရတဲ့စာရေးဝေရေးနေရေးလူမှုဆက်ဆံရေးစီးပွားရေးပညာရေးဘယ်အရာမှငွေမကုန်ပဲနဲ့ပြီးတဲ့အရာပါဘာမှမရှိဘူးကျမ်းမာရေးကအစငွေကုန်လိုက်မှကျမ်းမာရေးကပြန်ကောင်းတာ အဲ့ဒီငွေကိုရဖို့ရအတွက်ကလည်းငွေတွင်းကတော်တော်နတ်တာကိုဒီငွေရဖို့အတွက်ရလူတွေဟာကုံသိက္ခာတွေကိုယဉ်နေကြရတယ်အဆက်တွေကိုယဉ်နေကြရတယ်အကုသိုလ်တွေကိုကျူးလွန်ကြရတယ်ဒါတွေကျူးလွန်ပြီးတော့မှကိုယ်ဘဝကိုထောက်တည်ဖို့ရအတွက်ငွေကိုရကြတယ်ငွေရဲ့ခြေလှယ်မှုကြောင့်ဘဝတွေ အယောင်လေးပြောင်းကုန်ကြရတယ်။ဒီတော့လူဘဝကြီးကိုဘယ်လိုဘယ်ရှုတောင်းကပဲစဉ်းစားစဉ်းစားကျင့်နှက်စရာတာယာစရာတဏှာမှမရှိဘူး။အေဂျန်တဲ့လောကကိုရှာမယ်။အေဂျန်တဲ့လောကကိုရှာမယ်။အတ္တမကင်းသေးသမျှအတ္တမကင်းသေးသောလူတွေနဲ့ဆက်ဆံနေတဲ့များကာလပတ်လုံးစိတ်တွေဆင်းရဲနေကြရမှာပဲ။ အတ္တအကျိုးများများကြည့်တဲ့သူတွေနဲ့ခြေပဲတွေ့တဲ့အခါကျတော့စိတ်ဆင်းရဲစရာတွေကိုမယိုးနိုင်အောင် တွေ့ကြရတယ်။အဲ့ဒီစိတ်ဆင်းရဲစရာတွေကြုံနေပေမဲ့လို့တန်ဝေကရသလားမရပြန်ဘူး။ဒီလိုနဲ့ပဲအိုလာကြပြီ။အိုလာတော့လည်းပဲတန်ဝေသာရသလားမရပြန်ဘူး။ဒီလိုနဲ့ပဲအိရာတဲ့လဲကြနာကြ နာတဲ့အချိန်မှတောင်းမှတန်ဝေကရသလားဆိုတော့မရပြန်ဘူးဟိုလူကိုတွေ့တာဒီလူကိုတွေ့တာဟိုလူကိုတန်တာဒီလူကိုတန်တာကိုယ်ခန္ဓာကိုယ်တောင်မှမျိုးစုံပြောင်းလဲဖောက်ပြန်နေတဲ့အချိန်မှာဒေသာနေတီတပားသူကို အာကိုတဲ့စိတ်လျှော့မသွားနိုင်ဘူးတန်ရောစဉ်တွေဖြတ်မသွားနိုင်ဘူးအမြင်မှန်ရမသွားကြဘူး ဒီလိုနဲ့ပဲသေသွားတော့နောက်ထပ်တဘဝထပ်ရပြန်ရောဒီဘဝမှာအမားကကျူးလွန်ပြေးသွားပြီမထားသင့်တဲ့တန်ရောစဉ်တွေထားပြီးတော့ပူလောင်ပြီးသွားပေမဲ့ဟိုဘက်ဘဝမှာထပ်ပြီးတော့တန်ရောစဉ်တွေထားပြန်ပြီဘဝတစ်ခုရရချင်းဘဝနိကန္တိကတဏဖြစ်တဲ့ဘဝမှာပြောတာပဲတရိစ္ဆာန်ဖြစ်တဲ့တရိစ္ဆာန်ဘဝမှာပြောနေတာ လူဖြစ်လက်လူဘဝမှာပြောနေတာပဲနတ်ဖြစ်လက်နတ်ဘဝမှာပြောနေတာပဲတံဝေကရတဲ့လူကိုမတွေ့ရအောင်အဲ့တော့ဒီလိုမျိုးတရားမရဘဲနဲ့သွားတဲ့အခါကျတော့မတိချင်းအဝိဇ္ဇာတရားအခြေခံပြီးတော့တန္တရာတွေဆက်ဆက်ပြီးလည်နေရတဏှာကိုအကြောင်းခံပြီးတော့ဘဝတွေဆက်ဆက်ပြီးတော့ရနေကြတယ် မာနကိုအကြောင်းခံပြီးတော့အယူတွေလွဲကြတယ်တဏမာနဒိဋ္ဌိတိဟူသော တရား၃ပါး ਨੇ သံသရာရှေးပြန်ရောဒီလိုနဲ့နောက်ထပ်တဘောဝရပြန်တော့အိုလာပြန်ပါရောအိုလာပြန်တော့လည်းပဲနောက်တဘောဝမှာလဲတရားကမဝင်ပြန်တရားကိုမစင်ချင်းပြန်ကိုယ့်ရဲ့တာကိုယ့်ရဲ့သမီးကိုယ့်ရဲ့မြီး ကိုယ့်ရဲ့မြစ်အထိတန်ရောစင်တွေတွဲပြီးတော့ကိုကိုကိုချီနှောင်းနေပြန်ရောဒီလိုနဲ့ပြန်နာရပြန်ရောအဲ့ဒီလိုနဲ့သေရပြန်ရောသေသွားပြန်တော့လေတန်ရောစင်တွေမပြတ်ဖဲနဲ့သေသွားပြန်တော့နောက်တစ်ချိန်ထပ်မှားပြန်ပြီမှားပြီပြန်တော့အခါကျတော့နောက်တစ်ဘဝကိုကူးပြန်ရောဒါကိုဘုရားအစရှိတော်သူတော်ကောင်းတို့ကမပြီးနိုင်တော့ပါလား ဒီလောက်သံတရာအရှိကြီးကိုသွားနေရတာညီငွေစရာကောင်းလာကြည်လားဒီတန်ရောစင်တွေဖြတ်မှဖြစ်တော်မယ်ဘဝတစ်ခုရာတိုင်းအိုးနေရတာအင်မတန်မှဆက်စုပ်ဖို့ကောင်းတယ်အိုးရခြင်းဆိုတဲ့သဘောတရားတွေအင်မတန်ဆင်းရဲတာပဲနာရခြင်းဆိုတဲ့သဘောတရားတွေအင်မတန်ဆင်းရဲတာပဲခဏခဏတည်နေရတာလည်း အင်မတန်စိတ်ကုံဖို့ကောင်းတာပဲလို့လွရလွကြောင်းရှားသွားကြတယ်